ပြဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook နဲ့ Messenger အသုံးပြုတဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်တို့ကို line သုံးနေရဆိုတာကိုကိုယ့်ရဲ့ account ထဲမှာရှိတဲ့ friend တွေအခြားသူတွေကနေပြီးတော့မသိစေချင်တဲ့သူတွေအနေနဲ့ဒီ edit နောင်ပိတ်ပုံပိတ်နည်းလေးကိုကျွန်တော် Facebook အတွက်ကော Messenger အတွက်ကောနှစ်နည်းလုံးကိုဒီနေ့ video လေးမှာအသာဆုံးရှင်းပြပြသွားမှာဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးလေးပိတ်ထားမယ်ဆိုရင်ကျွန်တော်တို့ကို line သုံးနေခြင်းနဲ့ ACC ပေါ့နော် line ဖွင့်ပြီးသုံးခြင်းတဲ့အခါမျိုးမှာအခြားသူတွေကနေကို edit နောင်ဖြစ်နေဆိုတော့မသိတော့တဲ့အတွက်စာလာပို့တာမျိုးတွေပါတယ်ဒီလိုစိတ်နောက်ရှက်မဖြစ်တော့ဘူးပေါ့နော်အဲဒီလိုမျိုး edit နောင်ပိတ်ပုံပိတ် New York ဖွင့်မှုဖွင့်ပြီးတော့ကျွန်တော် Facebook အတွက်ကော Messenger အတွက်ကောနှစ်နည်းလုံးကိုပြပြီးတော့မှာဖြစ်ပါတယ်။ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီ Facebook account အတွက်ပိတ်ပုံပိတ်နည်းဖွင့်မှုဖွင့်နည်းလေးကိုအရင်ဆုံးပြပေးမှာပါနော်။ပထမအဦးဆုံးကိုယ့်ရဲ့ Facebook account ဆိုရတဲ့ကိုတစ်ချက်ဝင်လိုက်ပါ။ကိုယ့်ရဲ့ Facebook account ထဲဝင်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီညာဘက်ဆုံးအပေါ်ဆုံးမှာ profile ပုံလေးနဲ့ menu button လေးရှိတယ်ပေါ့နော်။အတန်းလေးသုံးတန်းနဲ့ကျွန်တော်မျှားလေးထုတ်ပြပေးထားပါတယ်ခင်ဗျာ။အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျာ။နေရာလေးကိုနှိပ်ပြီးပြီဆိုရင်တော့ကျွန်တော်အောက်ကိုနည်းနည်းဆွဲလိုက်ပါ။အောက်ကိုနည်းနည်းဆွဲလိုက်ဒီနေရာမှာ setting privacy ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ဗျာ။အဲ့ setting privacy ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်။ဒီ ရာလေးကိုတစ်ချက်ထပ်ပြီးနှိပ်လိုက်ပါဗျ။ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပြီးဆိုရင်တော့ကျွန်တော်ဒီနေရာမှာ setting ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဗျ။ဒီ profile ပုံလေးနဲ့လူပုံစံလေးနဲ့ပေါ့နော်ကျွန်တော်အကူများလေးထုတ်ပြပေးထားပါတယ်။အဲ setting ဆိုတာလေးကိုတစ်ချက်ထပ်ပြီးနှိပ်လိုက်ပါဗျ။ setting လေးကိုနှိပ်ပြီးဆိုရင်တော့ကျွန်တော်အောက်ကိုနည်းနည်းဆွဲပြလိုက်ပါ။ဆွဲပြရပါဗောနော်။အောက်နောက်နည်းနည်းလေးဆွဲလိုက်ရင်ဒီနေရာမှာကျွန်တော်တို့ဒီ edit noun ဆိုတာလေးကိုကျွန်တော်တို့တွေ့အောင်လိုက်ရှာပေးရမှာဖြစ်ပါတယ်။ဒီနေရာမှာ Facebook version ကတယောက်နဲ့တယောက်မတူတဲ့အတွက်ကြောင့်မလို့ဟိုနေရာလေးတွေကအနေငယ် ပေါ်အောက်လွဲနေရမျိုးလေးရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့သဘောတရားကတော့အတူတူပဲပေါ့နော်ကျွန်တော်ဒီအောက်နားကိုနည်းနည်းဆွဲလိုက်ရင်ဒီ active state ဆိုတာလေးကိုကျွန်တော်တွေ့ရပါလိမ့်မယ်ဗျဒီလူပုံစံလေးနဲ့ပေါ့နော်ဒီ active state ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြလိုက်ပါဗျ active state ကိုနှိပ်လိုက်ရင် show queen you are active ဆိုပြီးတော့ကျွန်တော်ဒီနေရာမှာစာလေးတစ်ကြောင်းနဲ့ပိတ်ခွင့် cloak လေးကိုထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ဗျအဲဒီကောင်လေးရဲ့ပုံမှန်အဖြစ်တော့ဆိုရင်တော့ဒီလိုမျိုးလေးပွင့်နေမှာပေါ့နော်အဲဒီလိုမျိုးလေးပွင့်နေမှာဆိုရင်တော့ဒါကိုယ့်ရဲ့ facebook account ကဒီ internet ဖွင့်တဲ့အခါမျိုး line သုံးနေတဲ့အခါမျိုးမှာဆိုရင်ကိုယ့်ရဲ့ facebook account ထဲမှာရှိတဲ့ friend တွေအခြားသူတွေကလည်းကိုယ် line ုင်းသုံးနေရဆိုတော့ဒီ edit state တက်ပေါ့နော် edit now ဒီမီးစိမ်းလေးပွင့်နေမှာဖြစ်ပါတယ်ဒီလိုမျိုးလေးမပေါ်သေးခြင်းဆိုရင်တော့ဒီ appointment clock လေးတစ်ချက်နှိပ်ပြီးတော့အဲဒီလိုမျိုးစာလေးပေါ်လာတန်း off edit state တက်ဒီ edit ဖြစ်နေရကိုပိတ်မှလာပေါ့နော်ဒါလေးကိုပိတ်မှလာဆိုတော့စာလေးပေါ်လာရင် turn off ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးဒီလိုမျိုးလေးပိတ်ထားလိုက်လို့ရပါပြီဒါဆိုရင်တော့ကျွန်တော်တို့ဒီ app ကခုနပွင့်နေတဲ့ clock လေးကဒီလိုမျိုးလေးပိတ်သွားမှာဖြစ်ပါတယ်ဗျဒီလိုမျိုးလေးပိတ်သွားပြီဆိုရင်တော့ဒါကျွန်တော်တို့ line သုံးနေရကိုဒါအခြားသူတွေကသိနိုင်မှာမဟုတ်တော့ပါဘူးကျွန်တော်ပြန်ပြီးဖွင့်ခြင်းနေဆိုရင်လည်းကျွန်တော်အခုပြခဲ့တဲ့ဒီတိုင်းပဲဒီဒီနီလန်းလေးအတိုင်းပြန်ဝင် င်ပြီးတော့ဒီကျွန်တော်ဒီကောင်းလေးတစ်ချက်နှိပ်ပြီးလိုမျိုးလေးဖွင့်ပေးထားလိုက်ရင်ရပြီပဲဖြစ်ပါလေဗျာဒါကတော့ Facebook အတွက်ပါကျွန်တော်တို့ဒီ Facebook account အတွက်ပေါ့နော်ကျွန်တော်ကိုက Messenger အတွက်ဒီအပိတ်ဒီ edit rate ရဲ့ edit နောင်လေးကိုပိတ်ချင်တယ်ဆိုရင်လည်းဒီမီးစိမ်းလေးကိုပိတ်လို့ရပါသေးတယ်ဗျာကျွန်တော် Facebook ရော Messenger နှစ်ခုလုံးပိတ်လည်းရတယ်ခုလည်းရွေးပိတ်လည်းရတယ်ပေါ့နော်စိတ်တိုင်းကျအပိတ်ဖွင့်လုပ်လို့ရပါတယ်ကျွန်တော် Messenger အတွက်ဆိုရင်တော့ Messenger လေးကိုဝင်လိုက်ပါ Messenger လေးကိုဝင်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီအပေါ်ဆုံးမှာဒီဘယ်ဘက်ဆုံးအပေါ်ဆုံးမှာပေါ့နော်အတန်းလေး၃တန်းရှိပါတယ်ဗျာ menu button လေးပေါ့နော်ကျွန်တော်မျှလေးထုတ်ပြပေးထားပါတယ် ယ်အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျအဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ရင်ကျွန်တော်တို့ဒီအပေါ်သုံးတောင်လေးနားမှာကျွန်တော်တို့ဆက်သွားပုံစံလေးနဲ့ပေါ့နော်ဆက်တန်အိုင်ကွန်လေးရှိပါတယ်ဗျအဲ့ဆက်တန်အိုင်ကွန်လေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြီးလိုက်ပါခင်ဗျာတန်အိုင်ကွန်လေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့ဒီအပေါ်သုံးနားလေးမှာပဲ edit state တက်ဆိုရဲဒီအစိမ်းရောင်အိုင်ကွန်လေးနဲ့တွေ့ရပါလိမ့်မယ်ဗျပုံမှန်အားဖြင့်ဆိုရင်ဒီ edit state တက်ကဒီအောက်မှာ on ဆိုပြီးတော့ဒီလိုမျိုးလေးပေါ်နေမှာပဲဖြစ်ပါတယ်ဗျအဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီ edit state တက်ကိုနှိပ်လိုက်ရင်ဝင် show when you are edit ဆိုပြီးတော့ကျွန်တော်တို့ဒီနေရာမှာအပိတ်ဖွင့် click လေးတွေ့ရပါလိမ့်မယ်ခုန Facebook ကောက်ထဲမှာဝင်ပြိတ်တလို့မျိုးပဲပေါ့နော်ပုံမှန်အားဖြင့်ဆိုရင်တော့ဒီကောင်လေးကဒီလိုမျိုးလေးအော်ပွင့်နေမှာပဲဖြစ်ပါတယ် on နေမှာပေါ့နော်ဒီလိုမျိုး clock လေးကအပြာရောင်လေးနဲ့ on နေမှာပဲဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်ပြီးပိတ်ပွင့်လုပ်လို့ရပါတယ်အပိတ်ပွင့်လုပ်ရင် तू ကတစ်ချက်အိုပိတ်ဖို့အတွက်နှိပ်လိုက်ရင်ပေါ့နော်ဒီလိုမျိုးလေးစာရီပေါ်လာပါလိမ့်မယ်စာရီကဘာကိုရွေးချယ်လို့ရရလဲဆိုရင်သူအချိန်ဘယ်နှနာရီပိတ်မှလဲပေါ့နော်ဒါကိုရွေးချယ်လို့ရရပဲဖြစ်ပါတယ်ဗျဒီအပေါ်ဆုံးမှာ anti anti chain is ဆိုတဲ့ဟာလေးရအောင် ရွေးပြီးတော့ကျွန်တော်တို့ဟိုပိတ်ထားလိုက်မယ်ဆိုရင်တော့ဒါကိုအက်ဒစ်နောင်ကိုပြန်ပြီးမဖွင့်မချင်းသူကအမြဲတမ်းပိတ်ပြီးဟိုအမြဲတမ်းပိတ်နေမှာပေါ့နော်ဒီအက်ဒစ်နောင်ဒီမီစိန်လေးကအမြဲတမ်းပိတ်နေမှာဖြစ်ပါလေဗျာကိုကိုယ်တိုင်ပြန်ပြီးဖွင့်မှာပဲရပါမှာပေါ့နော်ဒါမှမဟုတ်ကိုက for 1 hour ရွေးပြီးတော့ပိတ်မယ်ဆိုရင်သူကအချိန်တနာကြီးပဲပိတ်ပြီးထားမှာပေါ့နော်အချိန်တနာကြီးပွင့်ပြည့်သွားတာနဲ့အော်တိုအက်ဒစ်မီစိန်လေးကပြန်ပြီးတော့ပွင့်သွားမှာဖြစ်ပါလေဒါမှမဟုတ် for 8 hour ဆိုရင်တော့ဒါ7နာရီပိတ်သွားမှာပဲဖြစ်ပါလေ7နာရီပြီးရင်အော်တိုပြန်ပွင့်သွားမှာပေါ့နော်ဒါမှမဟုတ်ဒီအက်ဒီအခုမြှားထုတ်ပြထားတဲ့ဟာလေးပေါ့နော် ော်အဲ့ဟာလေးကိုကျွန်တော်တို့တစ်ချက်ရွေးလိုက်မယ်ဆိုရင်တော့သူကဟိုနေမနေ့ပိုင်း၈နာရီမတိုင်ခင်ဒီညပိုင်းချိန်လေးကိုအော်တိုပိတ်ပြီးနေပြီးတော့မနေ့၈နာရီကြာမှသာလင်မနေ့၈နာရီထိုးမှသာလင်အော်တိုပြန်ပြီးတော့မီတင်လေးပွင့်ပါဘောနော်ဒါမှမဟုတ်စိတ်တန်းကြအချိန်လေးရွေးချင်းရွေးပြီးတော့ပိတ်ချင်တယ်ဆိုရင်လည်း custom ရွေးပြီးတော့စိတ်တန်းကြအချိန်မျိုးရွေးပိတ်လို့ရပါတယ်ကျွန်တော်ကတော့ဒီအပေါ်သုံးဟာလေးကိုပဲရွေးတယ်ဗောနော်ဒီ anti chain is ဆိုတဲ့ဟာလေးဗောနော်ဒီဟာလေးကိုရွေးထားမယ်ဆိုရင်တော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဒီ messenger မီးစိမ်းလေးကကိုပြန်ပြီးတော့မဖွင့်မချင်းအမြဲတမ်းပိတ်နေမှာဖြစ်ပါတယ်ဗျအဲစိတ်တန်းကြအချိန်ရွေးပါရွေးပြီးပြီးဆို ွန်နဲ့တရားမှာ post ဆိုတာလေးရှိရပါတော့အဲ့ဒါလေးကိုတစ်ချက်နှိပ်ပြီးပိတ်လိုက်ရမှာပဲဒါဆိုရင်တော့ကျွန်တော်ဒီလိုမျိုးလေးပိတ်ပြီးသွားပြီပဲဖြစ်ပါတယ် cloud clear ပိတ်သွားလိမ့်မယ်ပေါ့နော်ပြန်ပြီးဖွင့်ခြင်းရင်လည်းမဆင်ညာလဲဝင်ပြီးဒီပုံစံတိုင်းလေးပြန်ဝင်ပြီးတော့ကျွန်တော်ဒါလေးကိုတစ်ချက်နှိပ်ပြီးတော့ပြန်ဖွင့်လို့ရပါတယ်ဗျဒါဆိုရင်တော့အဲကျွန်တော်အခုပြပေးခဲ့တဲ့နီလန်လေးကတော့ဒီ Facebook နဲ့မဆင်ညာအသုံးပြုတဲ့မိတ်ဆွေတွေအတွက်ကို line သုံးနေရအောင်အခြားသူတွေကမသိသေးခြင်းဆိုရင်ဒီနီလန်လေးတိုင်း Facebook မှာရောမဆင်ညာမှာရောမိသိန်းလေးတွေကိုကျွန်တော်ပိတ်ထားလို့လို့ရရပါတော့ပြန်ပြီးဖွင့်ဖွင့်နီးလေးရောကျွန်တော်တစ်ခါလေးရှင်းပြပေးခဲ့ပါတယ်မိတ်ဆွေတို့အတွက်အသုံးတက်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကို ဆုံးဖြတ်ကြည့်ရှုပေးကြတဲ့အတွက်ဒုချင်းစီကိုထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ